ိသမားတော်မင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်ရဲ့မှာဖိုက်တာလေးတန့်စင်ရဲ့အဖေကနေပြီးတော့ကိုစောပြိုးဝင်နဲ့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကနောက်တက်စိတ်ဝင်စားစရာကောင်းတဲ့စကားတစ်ခုကိုပြောပြခြင်းပါတယ်အဲ့ဒါကတော့ကိုစောပြိုးဝင်ကစာချုပ်တောင်းပေးတယ်ဆိုတာတဲ့သူသားအရင်ရှင်းရှိလို့စာချုပ်ရတာလို့တစ်ဖက်လည်းနဲ့တန့်စင်အဖေကပြောတဲ့စကားပဲအဲ့မှာပြောလိုက်တဲ့စကားနည်းလေးတော့ရင့်တယ်ဗျာစာချုပ်ကမင်းတောင်းပေးတာဟုတ်လား အဲ့ဒါဆိုလေကိုပြုတ်ရဲ့ဒီလောက်အတုံးမကြတဲ့တန့်စင်ကိုတော့စာချုပ်တောင်းပေးလို့ရရင်အကြီးအသေးတွေအကြီးရှင်းတွေပြေဝနေတဲ့ကျန်တဲ့လူတွေကိုကရင်အမျိုးသားရှင်ရှင်တောင်းပေးဖို့မမေ့နဲ့ဆိုပြီးတော့သူကပြောလိုက်တာဗျဒီတော့ပြောရမယ်ဆိုရင်တန့်စင်ကအကြီးရှင်းရှိလို့ဒီစာချုပ်ကိုရခဲ့တာတကယ်လို့အကြီးရှင်းရှိတယ်ဆိုတာကမှန်ရင်ကျန်တဲ့အခုကိုစောပြုတ်ဝေတင်ပေးနေတဲ့ဖိုက်တာကြီးလည်းရရမှာပေါ့ဆိုပြီးတော့တန့်စင်ရဲ့ဖေကပြောလိုက်တာဖြစ်ပါတယ်ခင်ဗျဒီတော့ တန်းစီရဲ့အဖေကပြောသွားတဲ့စကားတော့ရှင်းပါတယ်စာချုပ်ကမင်းတောင်းပေးတာဟုတ်လားဆိုတဲ့စကားနဲ့တော့ပြောသွားတယ်ပြောချင်တာတော့ဝမ်ဟာတန်းစီရဲ့အီရှင်းကိုမြင်တွေ့တယ်သိရှိတယ်ဒီကောင်လေးကအလားအလာရှိတယ်ဆိုတာကိုသိလို့ဝမ်ကစာချုပ်ပေးလိုက်တယ်ဆိုတဲ့သဘောကိုပဲသူပြောခဲ့တာကျွန်တော်ခုလက်ရှိမှာဒါတန်းစီအဖေပြောခဲ့တဲ့စကားတွေကကျွန်တော်မနေ့ကတပိုင်းစာပြီးတော့ပြောပြခဲ့တယ်အဲ့မှာကတော့ကိုစောမျိုးဝေကသူ့သားရဲ့ထူကြီးတဲ့ကနေ 3%, 3%ပဲယူတယ်ဟုတ်လားဆိုတဲ့ဥစ္စာကိုတန့်စီရန်ဖေကမေကွန်ထုတ်ခဲ့တယ်။ဒီကနေ့တော့ဆေးရုံပို့ပေးခဲ့တယ်ဟုတ်လားဆိုပြီးတော့မေကွန်ထုတ်ခဲ့တယ်။ဥဒီတချိန်မှာတော့စာချုပ်ကမင်းတောင်းပေးတာဟုတ်လားလို့မေကွန်ထုတ်လိုက်တယ်။အဲ့လိုဆိုတော့ကိုဖြိုးရဲ့တဲ့အဲ့လိုစာချုပ်သာတောင်းပေးလို့ရတယ်အသုံးမကျတဲ့တန့်စင်ကိုတော့စာချုပ်တောင်းပေးလို့ရတယ်ဆိုရင်အည်သွေးတွေအည်ရှင်းတွေပြေဝနေကြတဲ့မိုးတက်အောင် MV စူပါရီရှမ်းတို့ကို ကရင်အမျိုးသားရှင်ရှင်တောင်းပေးဖို့မမေ့ပါနဲ့ဒီကိစ္စတော်သိမိရတန်းကရက်လိုက်ပါဆိုပြီးတော့သူကပြောခဲ့တယ်သူရေးသားလို့နေတဲ့စာထဲမှာအောက်ကသူကမြမရွာလဝေတော်ဝင်အေယာကလပ်နိုင်နိုင်ဆိုင်ဆိုပြီးတော့တန့်စီရံဖေရရေးသားပြီးတော့လွှင့်နေကြတာဖြစ်ပါတယ်ခင်ဗျဒီတော့အစောပိုင်းမှာကျွန်တော်တို့တန့်စီရံ case ကိုကိုစောပြိုးရဲ့ဘက်ကပြောတဲ့တစ်ဖက်ရှမ်းအတန်ကိုပဲကြားခဲ့ရတယ်အဲ့တော့ကထခဲရုနဲ့ဝယ်မထုတ်ခင်မှာကိုစောပြိုးရဲ့သူဒီတန့်စီရံကို စာချုပ်တောင်းပေးခဲ့တယ်1 C ကနေ1နဲ့အကောင်းဆုံးစာချုပ်ဖြစ်အောင်သူစီစဉ်ပေးခဲ့တယ်အဲ့တော့တန့်စင်ကစာချုပ်ရပါပြီစာချုပ်ရပါပြီရဲ့နောက်မှာတန့်စင်ကသူ့ဘွဲ့နဲ့သူပဲပွားတော့မယ်ဆိုပြီးတော့သူစီကနေခွဲထွက်သွားတယ်ဆိုတဲ့သဘောကိုကိုစောပြုတ်ရပြောခဲ့တယ်အဲ့တော့အခုတန့်စင်ရဲ့ဖေကပြောတာကတော့စာချုပ်ကမင်းတောင်းပေးတာဟုတ်လားတဲ့ပြောကျင်တာတော့တန့်စင်သာအီရှင်းမရှိရင်တစ်ဖက်ကမပေးဘူးလို့သူကပြောလိုက်တာတကယ်တမ်းအဲ့လိုသာတောင်းပေးလို့ရတယ်စာချုပ်စီစဉ်ပေးလို့ရတယ်ဆိုရင် မင်းကအခုအီရှင်းနေပြေဝနေတဲ့အီအသွေးတွေပြေဝနေပါတယ်ဆိုတော့မိုးထောင် ME Super Shine တို့အတွက်စာချုပ်တောင်းပေးလိုက်ခရင်မိုးသားရှင်တောင်းပေးဖို့မမေ့နဲ့ဆိုပြီးတော့သူကပြောလိုက်တာဖြစ်ပါတယ်ခင်ဗျဒီတော့တန့်စင်တို့ဘက်ကအရှမ်းကအတန်ဟာအခုလိုနေဆက်ဆက်ထွက်ပေါ်လာတယ်ဆိုတာပြည်သက်တွေသိရှိရအောင်ထုတ်ပေါ်ပြောကြရတာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ